အာရှစီးပွားရေးအာရှဒေတာစီးပွားရေးသတင်းကိုဆက်ပြီးတော့ပြောပြပါဦးမယ်။အာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတွေကိုကိုညံဝင်းအောင်ကတင်ဆက်ပေးထားတာပါရှင်။ဒီတစ်ပတ်အာရှစီးပွားရေးကဏ္ဍမှာတော့ TikTok ကုမ္ပဏီကထိုင်းနိုင်ငံမှာလာမယ့်9နှစ်အတွင်းအမေရိကန်ဒေါ်လာ9ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့နေစာဖြတ်ကျော်ကုန်သွယ်ရေးလွယ်ကူရအောင်လို့ VNN မြောက်ပိုင်းကနေတရုတ်နိုင်ငံနေစာအထိယထာလန်းကြောင်း စီမံကိန်းသစ်တစ်ခုအကောင်အထည်ဖော်သွားရေးလွှတ်တော်ကအတည်ပြုလိုက်တဲ့အကြောင်းကိုတင်ပြခြင်းပါတယ်ကျွန်တော်ညံဝင်းအောင်ပါထိုင်းနိုင်ငံမှာလာမယ့်9နှစ်အတွင်းအမေရိကန်ဒေါ်လာ8.8ဘီလီယံသွားရောက်ရင်းနှီးမြှုပ်နှံဖို့စီစဉ်ထားကြောင်း TikTok ကုမ္ပဏီကပြောပါတယ်အ धिक အားဖြင့် digital နည်းပညာနဲ့ဆိုင်တဲ့အခြေခံအဆောက်အုံတွေတည်ထောင်သွားရေးအပြင် online လုံခြုံစိတ်ချမှုရှိစေရေးနဲ့ IT ကျွမ်းကျင်ပညာသည်တွေမွေးထုတ်သွားရေးပံ့ပိုးနာပါ ဆိုရှယ်မီဒီယာလောကမှာလူကြိုက်အသုံးများလာတဲ့ TikTok ကိုတရုတ်နိုင်ငံ Biden's Company ကအဓိကပိုင်ဆိုင်တာဖြစ်ပြီးဤပညာနဲ့ပတ်သက်လာရင် Google, Microsoft နဲ့ Amazon တို့နောက်ပိုင်းအများဆုံးရင်းနှီးမြှုပ်နှံမှုလှုပ်လာတာက TikTok ဖြစ်ပါတယ်။ TikTok ဟာပြီးခဲ့တဲ့နှစ်တွေတည်းအရှိတောင်အာရှဒေသကစင်ကာပူနဲ့အင်ဒိုနီးရှားနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအကြီးအကျယ်လှုပ်ခဲ့ပြီးနောက်အခုတခါထိုင်းနိုင်ငံမှာ ဒေါ်လာ8.8ဘီလီယံယင်းဒီမြုပ်နှံသွားမယ်လို့ TikTok ကုမ္ပဏီကဘန်ကောက်မြို့မှာကြေညာသွားတာပါ Is significant milestone in reflects your confidence in TikTok ကအခုလိုကြီးမားတဲ့စီမံကိန်းမျိုးထိုင်းနိုင်ငံမှာလာပြီးတော့ယင်းဒီမြုပ်နှံလိုက်တာကကျမတို့နိုင်ငံဟာနည်းပညာစီးပွားရေးကဏ္ဍမှာအဆင့်မြင့်အရေးသွေးရှိပြီးတော့လာရောက်ယင်းဒီမြုပ်နှံတဲ့နိုင်ငံဖြစ်တဲ့ဆိုတာကမ္ဘာ IT ကုမ္ပဏီကြီးတွေကိုသတင်းစကားပါလိုက်တဲ့သဘောလေးဖြစ်ပါတယ် TikTok ဟာသူ့ကိုအသုံးပြုသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုဖြေခိုင်းတာကြောင့်အမျိုးသားလူညုံရေးကိုထိခိုက်လာနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်က TikTok ကိုအသုံးပြုခွင့်တားမြစ်ဖို့ကြိုးပမ်းနေချိန်မှာ TikTok ကအာရှဒေသတွင်ပိုပြီးတော့ယင်းနှမြုံနှံလာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ TikTok သုံးဆွဲသူတန်း90ကျော်ရှိပြီးအဲ့ဒီတဲကသုံးတန်းကတော့ online ဈေးရောက်ဖို့အတွက်အသုံးပြုနေပါတယ်ခင်ဗျာ။ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဆေကံမြို့ဖြစ်တဲ့ဟိုင်ဖုန်းကနေနေဆက်ဒေတာကိုဖြတ်ပြီးတရုတ်ရဲ့လောက်ကိုက်ဒေတာအထိဖောက်လုမဲ့ဒေါ်လာ၈ဘီလီယံတန်ဖိုးရှိယထာလမ်းပိုင်းစီမံကိန်းအတွက်ဗီယက်နမ်လွှတ်တော်ကအတည်ပြုပေးလိုက်တာပါဒါကနေဆက်ဖြတ်ကျော်ကုန်သွယ်ရေးကိုပိုမိုလွယ်ကူတိုးမြှင့်နိုင်ရေးအတွက်ရည်ရွယ်တာလို့ဆိုပါတယ်ဒီယထာလမ်းတစ်က Samsung Foxconn Pegatron နဲ့နိုင်ငံတကာကိုတင်ပို့နေတဲ့အခြားကုန်ပစ္စည်းတွေထွက်ရာ BNN ရဲ့မြို့ကြီးတွေကိုအ धिक ဖြတ်သန်းခုံမောင်းသွားမှာဖြစ်ပြီးအဲ့ဒီဒေတာကစက်ရုံတွေဟာတရုတ်နိုင်ငံကအစိပ်ပိုင်းတွေကိုအ धिक အားဖြင့်တင်သွင်းနေရတာဖြစ်ပါတယ် BNN high phone ကနေတရုတ်နယ်စပ်ဟက်ကိုမြို့ကိုဖြတ်ပြီးတောင်နေထူထပ်တဲ့လောက်ကိုင်းဒေတာထိမိုင်240လောက်ရှိတဲ့ဒီရထားလမ်းကနောက်ပိုင်း BNN Hanoi ထိချိတ်ဆက်သွားမှာဖြစ်ပါတယ်ဒေါ်လာ10ဘီလီယံတန်ဒီရထားလမ်းစီမံကိန်းအတွက်တရုတ်အစိုးရက BNN ကိုငွေကြေးထောက်ပံ့သွားမယ်အပြင် ချင်းငွေတချို့လည်းပေးသွားမှာဖြစ်ပါတယ်ဒီရထားလမ်းကတရုတ်ကလုပ်တဲ့ပိုးကပတ်လမ်း BRI စီမံကိန်းရဲ့အစိအပိုင်းတစ်ခုလည်းဖြစ်လို့ရထားလမ်းအမြန်ပြီးမြောက်ရေးနှစ်ဖက်နိုင်ငံကကြိုးပမ်းနေပါတယ် iPhone လောက်ကိုင်းရထားလမ်းကိုဒီနှစ်တည်းစတင်ဖောက်လုပ်မှာဖြစ်ပြီး2030ပြည့်နှစ်ကျရင်အပြည့်အသက်အကောင့်ထဲပို့ဖို့ရည်မှန်းထားပါတယ်ဒီရထားလန်းတစ်ကဒေတာကြီးကိုကုကိုဖြတ်တန်းသွားမှာဖြစ်ပြီးရထားလန်းတစ်ကတနအီကိုမိုင်100လောက်ပြေးဆွဲမှာဖြစ်ပါတယ်ခင်ဗျာ